အဲကျွန်တော်ရရှိတဲ့အရာလေးကိုပဲပြန်ပြောပါမယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကစိတ်စိတ်ရဲ့အစိတ်ပိုင်း၃ခုပဲပြောမှာဖြစ်တယ်ပေါ့နော်စိတ်ရဲ့အစိတ်ပိုင်း၃ခုမှာဒီမှာလည်းပြောထားပြီးသားပဲပေါ့နော်ဟိုစိတ်ရဲ့အစိတ်ပိုင်းမှာသူကအဲစိတ်မှာလည်းဘယ်လိုပြောမလဲ၃ပိုင်းရှိတယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်ပေါ့နော်အဲ့တော့သူအပေါ်မှာတော့ သူဝိညာဉ်မှာ၃ပိုင်းရှိရယ်စိတ်မှာ၃ပိုင်းရှိရယ်ပေါ့နော်စိတ်နှလုံးကိုအတိတ်ပဲဘယ်လိုဖွင့်ဆိုရမလဲဆိုရင်ကျွန်ုပ်တို့ဤကိုခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအဖြစ်တင်ခြင်းနဲ့ကင်းလို့စေခြင်းကစောင့်မတော်မူပါစေတော့အဲဒီတိတ္တ523မှာဆိုရင်အဲ့တော့ကျွန်တော်တို့ဒီစိတ်ခန္ဓာစိတ်ဝိညာဉ်ဆိုဒီ၃ပိုင်းလုံးပေါ့နော်၃ပိုင်းရှိရယ်ဆိုတာကိုဖော်ပြထားတယ်ဒါပေမဲ့စိတ်နှလုံးဆိုတဲ့အရာကိုတော့မပြောထားဘူးเนาะတရက်ကြီးမပြောထားဘူးပေါ့စိတ်ဆိုတဲ့ဒီအဲဘယ်လိုပြောမလဲ တတ်မဲ့တတ်မဲ့ပေါ့ဘယ်လိုမျိုးအဲ့လိုမျိုးအဲ့နန်တစ်ခုအနည်းနဲ့ပဲသုံးထားရပေါ့နော်အဲ့တော့စိတ်နှလုံးဆိုတာဘယ်လိုအရာဖြစ်တယ်လဲပေါ့နော်စိတ်နှလုံးရဲ့အဲ့အတွင်းစိတ်အပိုင်းနဲ့ဒီဝတ်ထားတဲ့အပိုင်းနေရာဘယ်လိုဆက်ဆက်နေရလဲဆိုတာစဉ်းစားကြည့်မယ်စိတ်နှလုံးဆိုတာကျွန်တော်တို့တည့်ရတဲ့အချိန်ကျွန်တော်တို့အဖြေရှာရခက်တယ်အရာအလုံးထက်စင်းလဲတယ်ဆိုပြီးတော့ပေါ့နော်ဒီကျန်းစာရဲ့မှာအဖတ်ဖူးတယ်ပေါ့နော်ဒါပေမဲ့စိတ်ဆိုတဲ့အရာရှင်းရှင်းပြောရရင်ကုတ္တရာ damage ဖြစ်ဖို့အရန်လွယ်တယ်အဲကုတရလည်းခတ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့မမြင်ရဘူးအပြင်တကယ်လို့ပေါ့နော်ကျွန်တော်တို့ဒီကုခဏအပြင်မှာဒဏ်ရာရရတယ်ဆိုရင်ချော်လဲရဆိုရင်ဒီ blues ရတယ်ပုံးပဲ့တယ်ဟိုကျိုးတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့စိတ်ကိုအဲ့လိုမျိုးအဲကုခဏအဲ့လို scan လုပ်လို့ရတယ်ဥပမာပေါ့ဥပမာကုခဏအတွင်းကကလီစာတွေဥပမာကျွန်တော်တို့မကောင်းကျွန်တော်ဆိုရင်ဒီ imaging နဲ့ပတ်သက်တဲ့အလုပ်လုပ်နေတဲ့သူဖြစ်တဲ့အတွက်တနေ့တနေ့လူတွေကိုကျွန်မ အယိုးတွေနဲ့အသားတွေနဲ့ muscle တွေနဲ့သွေးကြောတွေနဲ့ဝတင်းတွေကြည့်နေတယ်ဆိုတော့ပေါ့နော်ပုံကြည့်လိုက်တာနဲ့အော်ဒီလူကဘာဖြစ်နေလဲအယိုးပွားနေတယ်ဒီလူကအော်သူ့ရဲ့အသေးကတော့ခြောက်နေတယ်ဘာကြီးစားလဲဘာကြီးတောက်လဲပေါ့နော်အဲပြီးရှင်ဟာကြောက်ကကကဘလို့မကောင်းတာအဲ့လိုမျိုးပေါ့နော်ကျမတို့လူအနေနဲ့မြင်ရတယ်ဒါပေမဲ့စိတ်နှလုံးဆိုတဲ့အရာကြတော့ဘလို့ပြောမလဲခက်ခဲတယ်ပေါ့နော်ကျမတို့ဘာအရာနဲ့မှစကန်လုပ်လို့မရပေါ့နော် စိတ်ကိုပဲယာနဲ့မှစကန်လို့လို့မရဘူးစိတ်ပါဖြစ်နေတယ်ဥမာဟို IMH မှာလုပ်နေတဲ့ဒီဆီယမ်မာတွေဆိုပိုးတည်မှာပေါ့နော်သူတို့ဆိုဒီလိုလူနာတွေနဲ့စိတ်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးဖြစ်ပြနေတဲ့လူနာတွေနဲ့ဒီသူတို့တနေ့တနေ့ဆက်ဆံနေရတဲ့အခါကျမှသူတို့ဒီစိတ်ဆိုတဲ့အရာဘယ်လောက်ကျေပြန့်နေကြဆိုပေါ့နော်စိတ်ယုံတစ်ခုအနေနဲ့အောင်ရှိရပေါ့နော်ဘဝမှာအော်တိုအော်တိုစိတ်ယုံဒီအယိုးစိတ်ယုံနှလုံးစိတ်ယုံအဲ့လိုမျိုး ဒီစိတ်နဲ့ပတ်သက်ပြီးတော့ဆရာဝန် specialist တသက်ရှိရယ်စေယုံတသက်ရှိရယ်အဲ့လိုဘယ်လိုမျိုးပေါ့နော်စိတ်စရိယာအဲ့လိုစဉ်းစားနေစဉ်းစားနေကြပြန့်နေဆိုရဲအရာပေါ့နော်နားလေရခတ်တယ်ခြင်းမှာစိတ်နှလုံးဆိုရဲအရာလည်းပါတယ်ပေါ့နော်ဥမာအများဖြင့်ပြောကြရယ်ပေါ့နော်သူ့ငါအပြင်းပန်းကြည့်ရင်တော့တိမိမယ်သူ့ရဲ့စိတ်နှလုံးအတွင်းသဘောငါမသိနိုင်ဘူးလို့ ူဘာတွေတွင်းနေလဲငါမမြင်နိုင်ဘူးသူဘာတွေဖြစ်နေလဲငါမသိနိုင်ဘူးဆိုရဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်ဖြစ်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့စိတ်ဆိုရဲအရာအရာနဲ့နေတယ်ပေါ့နော်အဲ့တော့ဒီမှာကျမတို့ဒီနေ့လာတဲ့အခါမှာပေါ့နော်စိတ်မှာစိတ်ဆိုရဲညမှာသူအပိုင်း၃ပိုင်းခွဲထားတယ်ပေါ့နော်တအတိညာနှစ်ကလို့အလိုဆန္ဒ၃ခံစားမှုပေါ့နော်အဲ့တော့ဒီသူကကျမအဲ့လိုနည်းနည်းလေးဟိုဖက်ဒီဖက်နေအရှိနောက်လေးပေါ့နော်ကိုစီးလိုက်တဲ့အခါမှာဒီအတိညာဆိုတဲ့အရာက ဒီ၃ဘိုင်းလုံးမှာအတိညာဆိုတဲ့အရာကဥဆောင်နေရဖြစ်တယ်ပေါ့နော်။အော်ဒီအတိညာကဥဆောင်တဲ့အစိတ်ပိုင်းဖြစ်ပြီးတော့အလိုဆန္ဒနဲ့ခံစားမှုကကြာသူကနောက်ကလိုက်လာတာပေါ့။အဲ့တော့အတိညာကကျမတို့ကိုအများဖြင့်ကျမတို့ကအုံနောက်ကိုစဉ်းစားပြီးဆုံးဖြတ်လိုက်တယ်နော်အုံနောက်ဆိုတဲ့အရာဒီကျမတို့ရဲ့ knowledge ပေါ့အတိညာဆိုတဲ့အရာနေနောက်ကနေအလိုဆန္ဒခံစားမှုအဲ့အဲ့ဒါမျိုးတွေလိုက်လာရပေါ့နော်အဲ့တော့အတိညာဆိုတဲ့နေရာမှာဒီပေါ့နော်အဲ တိညာမှာကျွန်တော်ဒီစာမျက်နှာ80အ sorry 86ကနေပြီးတော့89အပေါ်ပိုင်းပေါ့နော်ပေါ်ဒီဗိုက်အထိဖတ်မယ်ဆိုရင်ဒါပထမဦးဆုံးအပိုင်းပေါ့နော်အတိညာရဲ့ပထမဦးအတိညာနဲ့မှာမှာသူကအစိတ်မှာ၃ပိုင်းခွဲတယ်အတိညာအလူဆန္ဒခံစားမှုအဲ့ဒီဘက်မှာအတိညာမှာကသူနောက်ထပ်အ sub title လေးထပ်ခွဲတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဟိုအရင်စာအုပ်မှာလည်းလေ့လာခဲ့ကြတာဖြစ်တယ်အတိညာမှာဘာတွေရှိမလဲဆိုတော့တစ်ကအာဘယ်လိုပြောမလဲ တိနာလေတာဗောနော်တိနာလေဆိုတော့လှုပ်ဆောင်တာဗောအေးလှုပ်ဆောင်တဲ့အပိုင်းမျိုးပြောခြင်းဖြစ်တယ်ဗောနော်တိလှုပ်ဆောင်ခြင်းဗောကျွန်မအကျဉ်းမင်းလေးအရင်ပြောပါဗောနော်တိလှုပ်ဆောင်ခြင်းဗောနော်နှစ်ကကြတော့အမှန်ကိုတိတတ်တာဗောအမှန်ကိုတိရယ်ဆိုတာစဉ်းစားရစဉ်းကျင်တာပိုင်းခြားတာဗောနော်နောက်တစ်ခုအနေနဲ့ကြတော့တွေးခေါ်စဉ်းစားတယ်တွေးခေါ်စဉ်းစားပြီးတော့အကျဉ်းဉာဏ်ပေးရယ်ဗောနော်အဲ့တော့အတိဉာဏ်ဆိုရအောင်ပါအဲ့ဒီသုံးပိုင်းထပ်ကွဲရယ်ဗောနော်အဲ့တော့တိနာလေခြင်းဗောနော်တိနာလေခြင်းနာကြတော့ အတိညာရဲ့ဒီခုနကကျွန်မပြောလို့လှုပ်ဆောင်ခြင်းဆိုတဲ့အပိုင်းထဲမှာပါတယ်ပေါ့နော်လှုပ်ဆောင်ခြင်းဆိုတဲ့အပိုင်းထဲမှာပါတယ်အဲ့တော့ဒီဒီစာလံ139ဆက်လေးမှာဒီစိတ်ရဲ့ဒီအမှန်တိတက်တဲ့အကြောင်းမျိုးကျွန်တော်တို့ဒီဒီနေ့ဖတ်တဲ့ဒီဒီ၃ဘိုင်းဒီ၃မျက်နှာလုံးမှာအခြေပြုထားတဲ့ဂျမ်းကြီးအရမ်းများတယ်ပေါ့နော်ကျွန်မလည်းအကုန်လုံးတော့ဟိုစူးစမ်းပြီးတော့အကုန်လုံးတော့ like like တော့ဖတ်တယ်ပေါ့နော်ဒါပေမဲ့ဟိုနည်းနည်းဟိုဟာ highlight လုပ်တာလေးပဲဟိုပဲပုံပြီး ဟိုပို့ပြီးတော့ focus လုပ်ပြီးဖတ်ပြပါတယ်ပေါ့နော်အဲ့ဆရာဆလန်139လေးမှာစိတ်ရဒီအမှန်တိတက်တဲ့အကြောင်းပေါ့နော်ဒီတိနာလေခြင်းပေါ့တိနာလေခြင်းဆိုတာပါဆိုဟိုလှုပ်ဆောင်ခြင်းအပိုင်းကိုတွားတာပေါ့နော်တိမှာပဲလှုပ်လို့ရမယ်ဆိုတဲ့အပိုင်းပေါ့နော်အဲ့တော့အဲ့အတိညာန်ဒီအတိညာန်ဆိုအပိုင်းမှာလှုပ်ဆောင်ခြင်းဆိုတဲ့အပိုင်းကိုသူကအရင်လာတယ်ကျမတို့မလှုပ်ဆောင်ရင်ဘာလုပ်လဲဆိုတော့ကျမတို့ဘာလုပ်လဲဆိုတော့အမြဲဟိုစဉ်းစားရတယ်လေနော် စဉ်းစားရတွေးတွေးတော်စဉ်းစားရစဉ်းစားပြီးတော့မှဘာလုပ်ရမလဲပေါ့လို့ရှင်ဒီရာကအမှန်လားအမမှန်ဘူးလားဆိုတာကိုကျမတို့နောက်ကနေဆုံးဖြတ်တယ်ပြီးတော့မှကိုကရိုင်းလုတ်ချင်လုတ်တယ်ဒါမှမဟုတ်သူများတွေကိုအကြံပေးတယ်ပေါ့နော်အဲ့တော့ဒီဒါအတိညာဉ်ဆိုတဲ့ဒီစိတ်ဆိုတဲ့အပိုင်းလေးကအတိညာဉ်ဆိုတဲ့အပိုင်းလေးတွေကတစ်ခုလေးပဲရှိသေးတယ်ပေါ့နော်ကျမဖတ်တဲ့အခါမှာတော်တော်လေးကိုဟို ခုနပြောလို့ကျမရဲ့အတိညာလေကျမရဲ့ကျမရဲ့အတိညာဒီစံစာကိုလိုက်မမီဘူးဖြစ်နေတာပေါ့နော်လိုက်မမီဘူးတော်တော်လေးကိုစဉ်းစားရတယ်ပေါ့နော်ဖခင်ရဲ့ဒီလုံဆောင်ခြင်းအရာတွေဖန်ဆီးထားတဲ့အရာတွေလူလူရဲ့ဒီဒီအပိုင်းလေးတစ်ပိုင်းကတော့ကျမတော်တော်လေးကိုပေါ့နော်နားမလည်နိုင်ဖြစ်တာပေါ့နော်ဒါဖခင်ရဲ့ဟိုလက်ရဘလောက်ကြီးမြတ်တယ်ဆိုတဲ့အကြောင်းတိအချက်ဖခင်ကတွန့်တင်နေပေါ့နော်အဲ့တော့ တုတ်တန်ကျမ်းမာနေပေါ့နော်ဒီတုတ်တန်ညာ၃ဘိုက်လုံးသူပေးထိုင်တယ်မှာဆေးရတိနာလေခြင်းရှိရင်လိုအပ်ကြောင်းကျွန်ုပ်တို့ကိုပြောဆိုထားတယ်ဒါကြရင်လူတွေကလူဖြစ်လဲဆိုတော့ကျွန်မမဆာရဲ့ကိုယ်စိတ်ကိုကိုမသိနိုင်ဘူးကိုယ်စိတ်ကိုကိုနားမလည်နိုင်ဘူးဆိုတာဖြစ်တတ်တယ်ပေါ့နော်သူရင်ကျမလည်းပဲပြောဆိုငါငါကူငါတော့နားမလည်နိုင်တော့ဘူးလေဆိုပြီးတော့အဲ့လိုမျိုးခံစားချက်မျိုးတွေခဏခဏဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျမတို့ကကျမတို့ရဲ့အလွန်သေးငယ်တဲ့ဦးနှောက်နဲ့စဉ်းစားပြီးတော့ နားလေပြီးတော့ဆုံးဖြတ်လိုက်တဲ့အရာတွေရှိရပေါ့နော်ဒါပေမဲ့ဖះကကြတော့ရှင်းရှင်းပြောရင်ဖះကတော့ကျွန်တော်တို့ကအစအစပေါင်းများစွာနှိုင်းရှင်မှုမရအောင်ကြီးမြတ်တဲ့ဖះဖြစ်တဲ့အခါကြတော့ပေါ့နော်ဟိုဒီလိုဖះရဲ့လုတ်ပေးနေတဲ့အရာတွေကိုကျွန်တော်တို့ရဲ့စိတ်ကအုံနောက်ကဘလို့မှဟိုအတိညာအရန် limit ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့က limit ဖြစ်တယ် limit တက် limit by time ပေါ့နော်အချိန်အပြည့်ကန့်သက်ထားတဲ့နေရာအပြည့်ကန့်သက်ထားကျမတို့ရဲ့တိတိနိုင်ရင်းစွာကန့်သက်ထားတဲ့အရာတွေ အများကြီးကြားရမှာမတိတိလေးဖြစ်တယ်ဗောနော်ဒါပေမဲ့အဲ့ချိန်မှာကျမကိုဖခင်ကဘာတုံတယ်လဲဆိုတော့ဒီဗောနော်လုံးဆောင်ခြင်းအမှန်တိတတ်ခြင်းတွေးတောစဉ်းစားအကြံဉာဏ်ပေးခြင်းဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ခါကြရင်သူများကိုအကြံဉာဏ်ပေးတတ်တယ်ခါလေးအဲကိုယ့်ရဲ့အုံနောက်နဲ့စဉ်းစားပြီးလှုပ်လိုက်တယ်တစ်ခါလေးငါတွေးရမှန်ပါတယ်လေးဆိုပြီးတော့အဲ့လိုလှုပ်တတ်တယ်ဗောနော်ဒါပေမဲ့တစ်ခါလေးကြရင်အဲ့လိုဖခင်ကိုယ့်ကိုလှုပ်ပေးလိုက်တဲ့အရာတွေကကိုယ်တော့နားမလည်နိုင်ဘူးဗောနော် အဲ့အဲ့အဲ့လိုမျိုးခံစားချက်မျိုးတွေရရတယ်ပေါ့နော်အဲ့တော့ဟိုခါကြရင်ကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီလူနာရီနဲ့တရက်တရက်ဆက်ဆံရတဲ့ခါကြတော့လေသူတို့ရဲ့မိဘမောင်များစွာကိုကျွန်မဖြေရတာပေါ့နော်ဖြေဖြေခြင်းကြီးရှိမဖြေခြင်းကြီးရှိအဲ့လိုဖြေရတယ်ဖြေရတဲ့ခါကျရင်ဘာဖြစ်လာလဲဆိုတော့စိတ်ကလေနောက်ဆုံးခုနနောက်ဒီခံစားမှုဆိုအပိုင်းမှာဖြစ်တဲ့ဟာတွေဖြစ်တာပေါ့စိတ်တူတာတွေစိတ်စိတ်မရှိတာအဲ့လိုဖြစ်တယ်ပေါ့နော်ဟိုအဲ့လိုမျိုးဟိုအော်ငါ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 တလောက် တိထားတာပဲငါတလောက်တိနေတာပဲငါတလောက်နားလေနေတာပဲပေါ့နော်ဘာလို့ तू ကနားမလေရတယ်ပေါ့အဲအဲ့လိုမျိုးတခြားလေးတော်ပြီး jazz လုပ်တတ်တယ်ပေါ့နော်တကယ်တော့ကျမတို့ရဲ့တိနားလေခြင်းဒီတွေးတောစဉ်ကျင်နိုင်ခြင်းဆိုတာလေအရန်ဘလောက်တင်းငယ်တယ်ဆိုတာကိုကျမဒီဟာကိုဖတ်ဖတ်ခြင်းအားဖြင့်ပေါ့နော်အော်ဖေကကျမကိုစကားပြောတယ်ပေါ့နော်ဟိုကိုကိုရဲ့ ကိုရဲ့ဖြစ်တည်မှုကဘာတွေလဲဆိုတာအဲ့လိုပို့ပြီးတော့ဖះပို့ပြီးတော့အသိစေခြင်းတယ်ပေါ့နော်ဘယ်တော့ပြောဆိုကျွန်မကိုဆရာဘယ်အပိုင်းမဲ့ပေးလိုက်ပေးလိုက်ဒီစိတ်စိတ်နှလုံးနဲ့ပတ်သက်တဲ့ဟာကိုပဲအမြဲဖတ်နေရတယ်ပေါ့နော်အဲ့တော့ကိုကိုနားမလည်နိုင်ဘူးဆိုတဲ့အရာတွေဖះနားလည်စေခြင်းတာဖြစ်မယ်ပေါ့နော်အဲ့တော့ဒီ Twitter စင်ခြင်းနိုင်တဲ့အကြံဉာဏ်ပေးနိုင်တဲ့ဆိုရင်ဒီမှာစာလန်73နှစ်မှလေးပေါ့နော်အချုံလုံးဒီအစဉ်1နဲ့လေးအဗမြကာလပတ်လုံး Twitter စိတ်ရှိရမည်နီးဆိုအဲ့တော့ကျွန်တော်စိတ်ရဲ့ဒီအသိဉာဏ်ဆိုတဲ့အပိုင်းမှာ Twitter ခြင်းဆိုတဲ့ အပိုင်းလေးပါတယ်အောက်မေ့ခြင်းဆိုတဲ့အပိုင်းလေးပါတယ်ဆိုတော့ဟိုဟိုတွေ့ရတယ်ပေါ့နော်မယူမီမီတန်းစကား320မှာဆိုရင်လေအောက်မေ့ခြင်းဒီစိတ်ရည်အရာဖြစ်ကြောင်းပေါ်ပြတာဒီတော့အောက်မေ့ရဲဆိုတာလေဒီစိတ်ရည် တပိုင်းနဲ့ရစိတ်တတိတရဲမှာပါတယ်ဗောနော် အခုမှကျမလည်းဟို psychology ဗောနော်စိတ်စိတ်ပညာကိုလေ့လာနေရသလိုပဲခံစားရတယ်ဗောနော်ဟိုပိုပြီးတိတိကျကျတိလာရတယ်ဗောနော်အစအဲ့လောက်ကြီးထဲသေးဝင်ဝင်တိတိကျကျတတိရတာတွေအမှတ်ရတာတွေအဲ့လိုမျိုး အောက်မေ့တာတွေအဲ့လောက်ကြီးမတွေးမိဘူးဗောနော်ဒါပေမဲ့ဖခင်ရဲ့ဒီလိုဘက်နဲ့နေတဲ့အရာတွေဒီဖေးနဲ့နားလေတဲ့အခါမှာဗောနော် ပို့ပြီးတော့ဟိုစိတ်ဝင်စားကြရလဲကောင်းနေပို့ပြီးတော့ဖျားဘာဖြစ်စီနေတာလဲဆိုတဲ့အရာတွေလည်းပို့ပြီးတော့ဟိုတိလာရရယ်ပေါ့နော်အဲ့တော့ဒီစိတ်နိုင်တဲ့တိမတ်ခြင်းများစဉ်းစားခြင်းများနေတတိယမှတ်မိခြင်းများဒီဟူသောအစိတ်ပိုင်းတစ်ခုစီရှိနေကြအထက်ပါကျမ်းပိုင်မှာကျွန်တို့သိရပါသည်ဤအပိုင်းကိုအတိညာဟုခေါ်သည်အဲ့တော့အခုကျမပြောနေရတာ sub unit လေးတစ်ခုဖြစ်တဲ့အတိညာဆိုတဲ့ဟာပဲရှိသေးပါတော့ဟိုကျွန်တော်တို့ တခါလေရုပ်ရှင်တွေပိုင်းကြည့်အရင်တော့ကဆိုပိုကြည့်တာရယ်ပေါ့နော်ရုပ်ရှင်တွေပိုင်းကြည့်ရင်ရုပ်ရှင်ထဲမှာခေါင်းကိုဒီလိုနောက်ကိုထိခိုင်းပြီးအတိတ်မိသွားတာလို့ဒီ memories ရဲ့တချို့အပိုင်းလေးတွေပြတ်တောက်သွားပြီးတော့အဲ့လိုအဲ့နေရာလေးအဲ့ကာလအပိုင်းခြားလေးတခုလေးကိုမသိတော့ဘူးလို့ပဲအဲ့လိုမျိုးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်မတို့ရဲ့အတိညာပေါ့အဲ့လိုမျိုးဟိုခေါင်းဒီနားလေးကိုထိလိုက်တာ ਨੇ ပေါ့နော်ထူးဆန်းတယ်ပေါ့ဒီ တသက်လုံးအသက်ရှင်ခဲ့တဲ့များဒီဒီနှစ်နဲ့ဒီနှစ်လေးအတွင်းရဟာလေးကိုအဲ့လိုမျိုး short term memory loss ရသွားတယ်ဆိုတာပေါ့နော်ဒါဘလို့ရတော့တောင်းတုံနဲ့နေတဲ့အရာမဟုတ်ဘောနော်တော်တော်ဟိုအဲ့လိုမျိုးစဉ်းစားရခက်တဲ့အရာမရှိပညာအရာလေဟိုသူတို့ လိုက်မမီနိုင်တဲ့အရာပေါ့နော်ဘာမှလည်းလုတ်ပေးလို့မရဘူးအဲ့ဒီအဲ့ဒီနေရာကို recall လုပ်ဖို့လည်းဘာမှအစားထိုးလို့မရဘူးအုံနောက်ကိုဒါကြောင့်မို့ဖျားပေါ့နော်ခေါင်းဆိုရဲဒီဦးခေါင်းကိုကျဲအရာကြီးနဲ့ကာထားတာဖြစ်တယ်ပေါ့နော်အရန်မှကြောတဲ့အရာနဲ့ကာထားပါဆိုအရန်ရေးကြီးတဲ့အရာတွေကိုဒီမှာ control လုပ်နေရဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီနောက်ကိုဖျားကာကွယ်ထားတယ်ပေါ့နော်အဲ့လိုခေါင်းထိွားပြီးဆိုရင်ဟိုတကူလုံးကပေါ့နော်သူရဲ့ဒီ motor system တွေလက်တွေခြေောက်တွေလုံနိုင်တော့ပေါ့နော်အမှန်ပြောခေါင်းက ဘာမှမဟုတ်ကောင်းကဒီ signal လေးတွေအလုံးထိန်းချုပ်ထားပဲရှင်တကယ်တော့လုံးဆောင်နေလက်တည်ချောက်တယ်ဒါပေမဲ့လက်တည်ချောက်တည်းကလုံနေမယ်တကယ် control လုပ်ထားတာခေါင်းမှာပဲဖြစ်တယ်ဗောနော်အဲ့လိုပဲကျမကျမရဲ့အသက်တာမှာလည်းအဲ့လိုပဲကျမတို့ရဲ့လုံးဆောင်နေတဲ့များဖခင်ရဲ့ control ပဲဖြစ်ရမယ်ဆိုတော့ဒီအရာတွေကိုကျမပြန်ပြီးတော့ခံစားရရတယ်ဗောနော် တော့ကျောင်းနောက်တစ်ခုသွားပါမယ်လို့အချင်းကိုပါလေးထောက်ချင်တော့အဖြစ်နောက်တစ်ခုကစိတ်ဤဒုတိယပိုင်းမှာအလိုဆန္ဒဖြစ်သည်တဲ့ယောဘခွန်59နိုင်စိတ်ကရွေးချယ်ကြောင်းဖွင့်ပြတာအဲ့တော့အဲ့မှာပေါ့နော်ယောဘခွန်59မှာကိုအယိုးကိုနှမျောသည်ထက်အသက်ချုပ်၍တရားသည်ကိုတောင်းတပါ၏ပေါ့နော်ကျွန်တော်တို့စီမှာဟိုလိုပြောမလဲရွေးချယ်ရတဲ့အရာတွေရှိရေဘဝမှာကျွန်တော်တို့နေ့တိုင်းရွေးချယ်နေရတယ်ပေါ့နော် ီနေ့ဘာနဲ့စားမလဲဘယ်လိုတော့မလဲဆိုတာကိုလည်းရွေးချယ်တယ်။တည်တည်လေးရအစားပေါ့နော်။ကျွန်တော်တို့ဘုရားနေ့တိုင်းရွေးချယ်မှုတွေလုပ်နေရတယ်။အဲ့တော့ရွေးချယ်ဆိုတာလည်းဒီစိတ်ရဲ့အလိုဆန္ဒတွေမှာပါတယ်ပေါ့နော်။အဲ့တော့ကျမတို့ရဲ့ကျွန်တော်တို့နေ့တိုင်းသခင်ယေရှုရဲ့နာမတော်ကိုခေါ်ရပေါ့နော်။ဟိုသခင်ယေရှုကိုယ်ကိုအပိုင်ပေးပါရဲ့ကျွန်တော်ရဲ့စိတ်ဆန္ဒကိုကိုယ်ကိုအပိုင်ပေးပါရဲ့လို့ပြောနေတာအချားမို့ပေါ့ကျမတို့ရဲ့ဒီအလိုဆန္ဒကအလိုဆန္ဒကိုကျမတို့က ဖခင်ရဲ့အလိုဆန္ဒမဟုတ်ဘူးဆိုရင်ကျမတို့ရဲ့လှုပ်ဆောင်ခြင်းတွေအဲရွေးချယ်မှုတွေမှားယွင်းလာမယ်ပေါ့နော်အဲ့မှားယွင်းလာမယ်ဆိုရင်တတိလေးမှားတာနဲ့တောက်လျှောက်မှားနိုင်တယ်ဆိုတဲ့အကြောင်းကိုဖခင်ကအဲဒီရာအခုကျမဆက်လက်တုံ့တင်နေပေါ့နော်အဲ့တော့အဲ့တော့ရွေးချယ်ဆိုရဲကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်ရပါဘူးဥပမာငါဒီနေ့ဒီကိုတွားမယ်ဒီကိုမတွားဘူးအဲ့တော့တွားရင်ဘာဖြစ်မလဲမတွားရင်ဘာမဖြစ်ဘူးလဲဆိုတော့လည်းသိရတယ်ဒါပေမဲ့အဲ့လိုမျိုး ရွေးချယ်လိုက်ပြီးနောက်ကဘာတွေလိုက်လာလဲဆို consequences တွေပေါ့နော်ဖြစ်ပေါ်လာမယ့်အရာတွေကိုကျွန်တော်တို့လက်ခံရမယ်လုပ်ရမယ်အဲ့တော့ကျွန်တော်တို့ဥမာငါဒီနေ့အလုပ်သွားမယ်ဆိုရင်ဒါအလုပ်သွားမယ်ကိုယ့်ရဲ့အလုပ်ပြီးမြောက်မယ်အလုပ်မှာ manpower မရော့ဘူးဘာဖြစ်ငါဒီနေ့နေမကောင်းနေသိပ်မကောင်းငါသွားလို့အဆင်မပြေဘူးမသွားဘူးဆိုရင်ဘာဖြစ်မလဲအဲကျွန်တော်တို့အဲ့လိုရွေးချယ်မှုရဲ့အနာမှာ consequences တွေရှိတယ်ပေါ့အဲ့တော့ဖခင်ကကျွန်တော်တို့ကိုရွေးချယ်မှုမပြုခင်မှာပဲပေါ့နော်ဒီအဲကျွန်တော်တို့ရဲ့အလိုဆန္ဒကိုဒါ ကျွန်တော်တို့ရဲ့အလူဆန္ဒကသာဖရားရဲ့အလူဆန္ဒဖြစ်သွားမယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတိုင်းကအမှန်ကန်လာမှာဖြစ်တယ်ဆိုတာကိုဖရားကဒီနေ့စကားပြောပါတယ်ပေါ့နော်အဲ့တော့ခုနအလူဆန္ဒမှာတရွေးချယ်ခြင်းပေါ့နော်သူ့မှာလည်းအပိုင်း၃ပိုင်းကျမထပ်ပြီးတော့ခွဲလိုက်တယ်ပေါ့နော်တရွေးချယ်ခြင်းနှစ်ကကြတော့ညင်းပယ်ခြင်းပေါ့နော် ဲ့တော့ယောဘ6ခုမှာစိတ်ကငင်းပယ်ကြောင်းပြောဆိုထားသည်တဲ့ရွေးချယ်ခြင်းနဲ့ငင်းပယ်ခြင်းနှစ်ခုစလုံးသည်အလိုဆန္ဒဤလှုပ်ဆောင်ခြင်းဖြစ်သည်အဲ့တော့ရွေးချယ်ခြင်းနဲ့ငင်းပယ်ခြင်းကခုနအလိုဆန္ဒပေါ့အလိုဆန္ဒကခုနစိတ်စိတ်စိတ်ရဲ့ sub unit ၃ခုလေးကအလိုဆန္ဒဆိုရဟာရဲ့အောက်ကဟာလေးမှာပဲရှိသေးရေပေါ့နော်အဲ့တော့အဲ့တော့ကျမတို့စိတ်ကပေါ့နော်ဆုံးဖြတ်ချက်ချရုံပဲလောက်တော့မယ် ဒီအလိုဆန္ဒတွေကိုကျမတို့တက်တည်ထူတော့မယ်ဆိုလို့ရှင်အဲ့တော့တက်ရွေးချယ်ရတယ်နှစ်ရွေးချယ်ရွေးချယ်ရတယ်ပြီးတော့ညှင်းချယ်ရရှိသလိုညှင်းပယ်ရတယ်ရှိတယ်ပေါ့နော်အဲ့တော့ရွေးချယ်ရတယ်ညှင်းပယ်ရတယ်ကျမတို့နေ့တိုင်းလုပ်နေရမှာဖြစ်တယ်အဲ့တော့ကျမရဲ့ရွေးချယ်ခြင်းနဲ့ညှင်းပယ်ခြင်းကဘာဖြစ်မလဲဆိုတာကိုသိရမယ်ပေါ့နော်ဖះကဘာပြောလဲဆိုတော့တက်ကျမတို့ရွေးချယ်ခြင်းကဖះဖြစ်ရမယ် ယေရှုသခင်ယေရှုဖြစ်နေရမယ်။ဦးသခင်ယေရှုကိုဝေရွေးချယ်ပါရပါတော့။ကျွန်တော်ရွေးချယ်ချင်တာသခင်ယေရှုပဲဖြစ်နေရမယ်။သခင်ယေရှုကိုဒါရွေးချယ်လိုက်ပြီဆိုရင်ကျွန်တော်ကညင်းပယ်စရာဘူးမလိုတော့ဘူး။ကျွန်တော်ရဲ့ဒီဇာတိသဘောတွေကျွန်တော်ရဲ့ flash အသွေးသားတွေကိုညင်းပယ်ပြီးသားဖြစ်ဖို့ဖြစ်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ရွေးချယ်မှုမှန်ကန်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့ညင်းပယ်တဲ့အရာတကူးတက reject လုပ်နေစရာဘူးမလိုတော့ဘူး။ဘာလို့ဆိုတော့ကိုရောကိုရွေးချယ်ပြီးဖြစ်တဲ့အတွက်ညင်းပယ်ခြင်းကတူအန်တူဖြစ်သွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ အဲ့နောက်ပိုင်းမှာဆက်လိုက်လာတာခုနကကျွန်မတို့လူစနိုက်အောင်မှာ၃မိုင်းရှိတယ်ရွေးချယ်ခြင်းညင်းပယ်ခြင်းနဲ့ဆုံးဖြတ်ချက်ချခြင်းအဲ့တော့ရွေးချယ်ခြင်းမှန်ကန်သွားပြီဆိုရင်ညင်းပယ်ကြမလို့တော့ဘူးကျွန်တော်တို့ auto reject ဖြစ်သွားပြီနောက်တစ်ခုဆုံးဖြတ်ချက်ချเสียရဘူးမလို့တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖျားကိုပဲရွေးချယ်ထားပြီးဖြစ်တယ်ဖျားကအဲဆုံးဖြတ်ချက်ချပြီးမှဖြစ်တယ်ပေါ့နော် အဲ့တော့အာဒီမှာစိတ်စိတ်ဆိုတဲ့အရာကလည်းဟိုခတ်တော်လဲခတ်သားလာเนาะဟိုအဲကျွန်တော်တို့ရဲ့အလူဆန္ဒတွေကဘရောမှာဟိုအတော်မတန်တာပေါ့เนาะဒီတစ်ခုရပြီးွားရင်နောက်တစ်ခုလိုချင်တယ်ဥမာအဆင်ကူမရောက်လာသေးတဲ့အချိန်မှာအဆင်ကူကအလုပ်လိုချင်တယ်ငါဆင်ကူကအလုပ်ရရင်ရပါပြီပေါ့เนาะအဲ့စိတ်မျိုးလာဟောအလုပ်ရသွားတော့လဲဟာဟိုသူများတွေကလာကြအလုပ်ရတယ်ငါလာကြအလုပ်လိုချင်တယ်ပေါ့เนาะအလူဆန္ဒကြီး လောဘပေါ့နော်စိတ်ရဲ့ဆန္ဒပေါ့နော်စိတ်စိတ်ဆန္ဒရဲ့တက်မှတ်ခြင်းတွေဖြစ်လာဟောလာစာအလားစားဥမာဒီလားစားလေးလိုချင်လိုက်တာဆိုဒီလားစားရလာလေဟောမဟုတ်ဘူးငါဘာလေးလိုချင်လိုက်တာအဲ့တော့ကျောင်းရဲ့အတော့မတတ်နိုင်တဲ့စိတ်ကိုပေါ့နော်ကျောင်းချီနောင်နိုင်ရမယ်ပေါ့နော်အဲ့တော့ခုနတော့လေယာ30မှာဆိုရင်စိတ်ကိုချီနောင်ရွေးဆိုစကားကိုသူကပြောထားတာနော်စိတ်ကိုချီနောင်ရွေးဆုံးဖြတ်ချက်ချကြောင်းနားလေရအဲ့မှာစိတ်ကိုချီနောင်ရွေးကို10ချိန်ခေါ်ပြထားရဲ့ဆိုတာကျောင်းတော့ဖတ်လား10ချိန်နောင်မကဘူး အခန်းငယ်400နေပေါ့လေခန်းစနစ်အထိကျွန်မစနစ်73လောက်ရှိပဲတော့ဖတ်တာအဲ့မှာရင်တော်တော်များတယ်ပေါ့နော်စိတ်ဆန္ဒဒီစိတ်ကိုချီနောင်ရေးစိတ်ကိုချီနောင်ရေးဆိုရဲအဒီအကြောင်းနေပေါ့နော်အဲ့တော့စိတ်ကိုဘာလို့ချီနောင်အောင်လဲကျွန်မတို့စိတ်ကလေအရန်ပြန့်လင့်လဲနော်ဆရာပြောသလိုပဲလူရတာလေဒီကိုခန္ဓာကြီးကဖျားချောင်းရောက်နေစိတ်ကလေတခါတလေအဲ့အိမ်မှာငါမိပိတ်ဖို့မိတ်ခဲ့ရလားအဝိရှော်ရအောင်မဲအဲကွန်ပိတ်ဖို့မိတ်ခဲ့ရလားမနှက်ဖန်ပါလို့အဲ့လိုအရန်ပြန့်လွင့်လွယ်တယ်ပေါ့နော် လူရတာတွေဥခဏတာတွေဒီညမှာရှိနေစိတ်ကအဲ့လိုပြန်နေအဲ့တော့ကျွန်တော်ရဲ့စိတ်ကိုချိန်အောင်ထားနိုင်ရမယ်ကွန်မင်းစ်မန့်လုပ်ပေးနိုင်ရမယ်ပေါ့နော်အဲ့အဟိုအဲ့လိုမျိုးဆုံးဖြတ်ချက်ချာပြီးဖျားကိုလို့ပြောမယ်ဂတိသစ္စာပြုနိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးမပြုဘူးဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ကလေအချိန်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းတကယ်ကိုပြန့်လွင့်နေတဲ့စိတ်ဖြစ်တယ်ပေါ့နော်အကျွန်မကိုယ်တိုင်လည်းတကယ်ကိုခံစားရခါဒီထိုင်နေနေကိုအဲ့လိုမျိုးလေနားထောင်နေရင်တရားစကားကိုနားထောင်နေနေကို တစ်ခါလေးတစ်ချက်လေးလွတ်သွားတယ်အဲ့လိုကိုဘက်ကိုရောက်သွားပြန်လည်သွားပါတော့အဲ့တော့အဲ့ပြန်လွင်နေစိတ်ကိုကျမတို့ခြိနှောင်ပြီးတော့ဖျားချီမှာပေါ့နော်ဂရီးသစ္စာပြုတ်ရမယ်ပေါ့နော်ဂရီးသစ္စာပြုတ်ရမယ်ဒါဆိုလို့ရှင်ဟိုဘယ်လိုပြောမလဲ အော်ဖျားနဲ့ကျမတို့ကနှစ်ပဲလိုရွေးချယ်မှုတွေမှန်ကန်လာမယ်ညင်းပယ်ညင်းပယ်ကြမလို့ဘူးဆုံးဖြတ်ချက်ချတဲ့အရာတွေမှာအဲဒီမှန်ကန်လာမယ်ဆိုတာကိုဖျားကကျမကိုတုံတယ်နေပေါ့နော်အခုအနောက်ဆုံးတစ်ခုနေခဲ့ရတာအခံကြောင်းမှုတွေအပိုင်းကိုကျမမြန်မြန်လေးတွားလိုက်ပါတော့မယ်ပေါ့နော်အချိန်လည်းနည်းနည်းဖြစ်နေပြီဆိုတော့အဲ့တော့ခံကြောင်းမှုတွေအပိုင်းကပိုဆိုးတယ်ပေါ့နော်အဲ့ဒီမှာအများကြီးပဲပါတယ်ပေါ့နော်ချစ်ချင်းမုန်းတီးခြင်းဝမ်းနည်းခြင်းဝမ်းမြောက်ခြင်းအဲ အလိုအလိုမျိုးအများကြီးပေါ့နော် emotion နဲ့ပတ်သက်တဲ့အရာတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့အဲ့မှာဒီချစ်ချင်းတို့မုန်းတီးချင်းတို့ဝမ်းမြောက်ချင်းတို့ကျမတို့ကိုခံတာမှာအမြင်ပေါ့လွင်နေနော်လူတယောက်ကိုချစ်ပြီဆိုရင်လည်းအရင်ချစ်တာနော်ဘာလို့လို့အပြစ်မမြင်ဘာလို့လို့အပြစ်မမြင်ဘလို့ပဲနေနေချစ်တာချစ်တာချစ်နေပြီဆိုရင်အဲ့လိုချစ်တာအပြစ်မမြင်ပေါ့ဒါပေမဲ့မချစ်တော့ဘူးမချစ်တော့ဘူးဆိုရင်အဲ့လူအကောင်းလုံးနေလေကျမတို့ဟို ကောင်းတဲ့အရာကိုမမြင်နိုင်တော့ဘူးဟို तू तू ဟန် तू तू ဟန် तू အေးစစ်စစ်ကားပြောနေတော့ငါ့ကိုဆောင်းပြောနေရအဆိုရဲအဲ့လိုမျိုးခံစားမှုမျိုးတွေလူတိုင်းမှာဖြစ်ပါပဲเนาะကျမလည်းဖြစ်တာပဲအဲ့တော့အဲ့ဘာဖြစ်လို့ဆိုကျမရဲ့ဒီမုံတီးရှင်ပေါ့နော်ဘာလို့ဒီလူတယောက်ကိုမုံနေရလဲသူ့ကိုမချစ်နိုင်တော့မိတ္တာမရှိနိုင်တဲ့အခါကျအပြစ်တွေကိုတန်းစီမြင်တာလေเนาะအပြစ်တွေပဲမြင်တာသူ့ရဲ့ကောင်းတဲ့အွက်တွေကိုကျမတို့မမြင်တော့ဘူးအဲ့လိုအပြစ်ဆိုတဲ့အရာတွေကိုတန်းစီမြင်တာ ဒါပေမဲ့ချစ်နေတဲ့လူကြတော့လေအဲ့လိုမျိုးအော်သူရင်းနေတာလေးကိုကအရန်ချစ်စရာကောင်းတယ်နော်စိတ်ကိုအေးချမ်းစေတယ်နော်သူ့ဝန်သူစကားပြောတာချမ်းတမ်းနေတာအော်သူကပွန့်ပွန့်လင်းလင်းရှိလိုက်တာအဲ့လိုမျိုးပေါ့နော်ငါအဲ့လိုပွန့်ပွန့်လင်းလင်းရှိရတဲ့လူသဘောကျတယ်ဆိုအဲ့လိုကြံဖန်ပြီးချစ်တာပေါ့နော်ကျမကခံစားရတဲ့အရာကိုပြောပါဦးဒါပေမဲ့အဲ့လိုချစ်တာနဲ့မုန်းတာအရန်တိတာရဲ့နော်လုံးဝဖုံးလို့မရကိုချစ်တဲ့သူဆိုရင်လည်းအဲ့လိုမျိုးဒစင်းစင်းကြည့်ပြီးတော့ဂျင်းနဲ့ပြီးတော့အော်ဘယ်လိုပြောမလဲ ိုလေအတိုင်းစားမရှိပြုံးနေရတခါကျရင်ဘာမှမဟုတ်ပဲနဲ့ကြည်နေနေဟိုလိုပြုံးပြီးကျဉ်နေနေတာပေါ့နော်ဟိုမုန်းတဲ့သူကြတွေ့လိုက်တာနဲ့အဲ့လိုမျိုးချက်ချင်းလေစပရင်လိုပဲနော်အခုနေပြုံးပြီးချက်ချင်းသူ့အတွင်ချက်ချင်းမျက်နှာအဲ့လိုတီးပါပြီးတော့တော်ဘာလို့ပေါ်လာလဲငါရှိမှာပေါ့တော်ကတော့မဖြစ်ချင်တာလေတော်ကဘာလို့ငါ့ကိုအဲ့လိုအကြည့်နဲ့ကြည့်ရလဲအဲ့လိုမျိုးပေါ့နော်မုန်းမုန်းမုန်းတဲ့အရာလေအရန်ဟိုလို့ပြောမလဲ တိတာထင်ရှားတဲ့ဒီစိတ်ရဲ့ဒီခုနခံစားမှုရဲ့အပိုင်းတွေအားတွေကိုဖြစ်တယ်ပေါ့နော်ခုနအဲကျွန်တော်ဟိုဘက်ကိုပဲမြန်မြန်လေးတွားလိုက်တော့မယ်နော်အမရေစကြီလာ36အ9မှာဆိုလို့ရှိရင်လေပေါ့နော်အဲ့မှာဒီအေရုံအမျိုးသားအပေါင်းတို့နဲ့ကြံကျွန်းသောတပားအမျိုးသားတို့တစ်ဖက်နိုင်ငံတို့ဒီဒေါသမီထွက်ရေးပြောထားပြီးအဲ့မှာဆို despise of soul ဆိုရဲဝဟာရကိုပေါ့နော်ဒီ ASV မှာအသုံးထားတယ်ပေါ့နော်အဲ့တော့အဲ့ကျွန်တော် despise ဆိုကျွန်တော်တွားလိလာတဲ့ခါကျတော့ ဟိုဟိုအနည်းဆက်ဆုံးကျွန်မကတွေ့ရဟာဒီဘယ် sharing လုပ်ပါရေပေါ့နော်ဒါပေမဲ့ဒီမှာရှိရလူလည်းအများကြီးတွေ့မှာပါပေါ့နော် तू ကဟိုမီးနေနေအများကြီး share ဆို Despite of social အရာမှာကျွန်မနှစ်ခုကိုသဘောကျလို့ကျွန်မ share လုပ်ပါမယ်တစ် the intensity of negative feeling ပေါ့နော်ဒီကျွန်တော်ရဲ့ negative feeling အနှုတ်နဲ့ခံဒီလိုပဲမုန်းတီးခြင်းလို့ပဲသုံးမှာပေါ့ intensity ဆိုတော့ဘလောက်ပြင်းထန်လေဆိုတော့ပြကျင်တဲ့အချိန်မှာသုံးတာပေါ့နော်အဲ့တော့ despite of so ဆိုတဲ့နေရာမှာခုနဒီ ဒီ ESG က36ငါးမှာအဲ despite of ဆိုနောက်ဆုံးအပိုင်းမှာတုံးထားတယ်ဘာလို့လဲဆိုတော့ကြာကြည့်ရမယ် intensity of negative feeling ကျွန်တော်တို့ဘယ်လိုပြောမလဲမုန်းတီးရဲ့မနှစ်သက်တာအဲ့ဒီအရာကိုပေါ့နော်အတိတ်ပဲပြောလို့ရရယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြာ very hateful minded ပေါ့အရင်မုန်းတီးရယ်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးဟိုခုနကကျွန်မပြောဆိုသူ့ဘာနဲ့သူအသက်ရှူပြီးကိုယ်ဘေးနားမှာအသက်လာရှူနေတော့ ူကဘာဖြစ်လို့ငါ့ဒီနာမှာအလောက်ပြင်းထန်ထန်လေလာရှူနေရလဲဆိုတော့ခံစားချက်မျိုးပေါ့နော်ကိုယ့်ရဲ့ intensity ဘယ်လောက်မုန်းလဲဥမာပြောရဥမာကျွန်တော်တို့ဒီဟို คลีมွေးဘူးတဲ့အမေဆိုတိမယ်ပေါ့နော်ဖိန်း level ဘယ်လောက်လဲဆိုပြီး1လား2လား3လားရဲ့အဲ့လိုမျိုးတော့ intensity နဲ့တိုင်တာ intensity ဘယ်လောက်ရောက်နေလဲ10ဆိုရင်တေးကြရတယ်ကိစ္စုံရောက်နေတယ်7ဆိုရင်မရတော့ဘူးရဲ့အဲ့လိုမျိုးပေါ့နော်1နှစ်3လေးနဲ့တိုင်လို့ကျွန်တော်တို့ရဲ့မုံတိမှုကလည်းအဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီတယောက်ကငါချိမရတာလေးပဲလုံးဝမုံနာမျိုးမဟုတ်ဘူးလေဒီတယောက်ကငါဒီတယောက်ကိုတူတူခါခါကိုမုံနာလုံးဝမျက်နှာကိုမမြင်ချင်လောက်မုံနာအတူရှိရဲ့ဘက်ကို လေကိုလှည့်မရှူချင်တာရဲ့အဲ့လိုမျိုးကျွန်မတို့ရဲ့ intensity of negative feeling ပေါ့အဲအဲ့အရာတွေကိုတုံးထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပဲလူတွေကဘာဖြစ်တယ်လဲဆိုတော့စိတ်ရခံစားမှုမှာနောက်သဘောတဘာဝတခုရှိဝမ်းမြောက်ခြင်းပေါ့နော်ဝမ်းမြောက်ခြင်းဆိုတဲ့အနေမှာနောက်တစ်ခါကျရင်ပျော်ရွှင်ခြင်းနဲ့ရောရှက်တတ်တယ်ပေါ့နော်ပျော်ရွှင်ခြင်းနဲ့လည်းမှားတတ်တယ်ပေါ့ကျွန်တော်ပျော်ရွှင်ခြင်းဆိုတာကကြတော့ကျွန်မနားလေတလောက်တီးတလောက်လေးပြောရမယ်ဆိုရင်ပေါ့နော်ပျော်ရွှင်ခြင်းဆိုတာက ကိုလိုချင်တဲ့အရာကိုတောင်းတတဲ့အရာကိုမျှော်လင့်နေတဲ့အရာကကိုမျှော်လင့်တဲ့အချိန်မှာဖြစ်လာဆိုကျွန်တော်တို့ပြောတယ်နော်ပြောတယ်အာဥမာထားလိုက်ပါတော့ဆံမွဲအောင်ချင်တယ်ဆိုပြီးစူတောင်းတဲ့ခါမှာဆံမွဲအောင်ဒါကျွန်တော်တို့ရဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းကကြတော့အဲ့လိုမဟုတ်ဘူးနော်ဝမ်းမြောက်ခြင်းကကြတော့လေဘလို့ပဲအပြင်မှာဖြစ်နေဖြစ်နေ तू ကစိတ်ထင်းမှာအဲ့လိုမျိုး joyful အဲ့လိုမျိုးပျော်နေရပါ့ သူတယောက်ကလေပြောအဲ့လိုမျိုးစိတ်ထဲမှာဂျင်းနဲ့ပီတီအဲ့လိုမျိုးဝမ်းမြောက်နေဆိုလို့ရှင်အပြစ်မလေးနေပူနေလို့ရှင်လေဟာဒီနေ့ရာသီဥတုတွေကကောင်းလိုက်တာမိုးရနေလို့ရှင်လေရှင်မင်းရာသီဥတုတွေကအယမ်းနေလို့ကောင်းနေဆောင်းမိတာချုပ်ပြီးအိတ်လိုက်ရင်အယမ်းကအဲ့လိုမျိုးအရာအားလုံး positive မြင်လာပေါ့နော်ဝမ်းမြောက်ခြင်းဆိုတဲ့အရာအားပေါ့သူစိတ်ထဲမှာဘာလို့ပြပြဝမ်းမြောက်နေရပါပေါ့နော် အဲ့လိုမျိုးကျမတို့ရဲ့ဒီစိတ်ရဲ့ဒီအပြင်းထန်ဆုံးအပိုင်းနေပြီပေါ့နော်ဒီမှာအဝမ်းနေခြင်းဆိုတာလေဝမ်းဝမ်းနေခြင်းနဲ့လေတက်ဝမ်းဝမ်းနေခြင်းနဲ့လေတက်ဆိုင်နေဝမ်းမြောက်ခြင်းနဲ့လေတက်ဆိုင်နေဆိုတဲ့အကြောင်းမျိုးကိုကျမတို့တွေ့ရပြီပေါ့နော်အဲ့တော့ဒီအောက်မှာပေါ့နော်ဒီသူဂျန်ညွန်လေးတွေအများကြီးပေးထားတယ်အဲ့မှာဒီဂျန်ညွန်လေးတွေမှန်ကန်သောအတိတ်ပဲကိုတဲ့ SVCR Yan or Strong Concordance နဲ့စစ်ဆေးကြည့်တော့အခါတွေ့ရှိရတယ်ကျမအစထင်တာ Concordance ဆိုတာဒီပေါ့ ဒီဝေါ်ဟာရတွေကိုစီထားတဲ့စာအုပ်ပေါ့နော်အဲအဲအဲ့ဟာကိုကျွန်မတော်ပြီးတော့လေ့လာရည်ဒါပေမဲ့ကျွန်မဟိုလေလေ့လာမှုအားလေးလို့လာမသိသိမဖတ်တတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးပြောချင်တာဒီ concordance နဲ့တိုက်ကြည့်လို့ရတယ်ပေါ့တချို့အရာလေးတွေကိုရှာကြည့်ရတော့ alpha alphabetically စင်ထားပြီးတော့ပေါ့နော်အဲပြောထားရတဲ့ knowledge အနေနဲ့ပဲ sharing လုပ်တာပါပေါ့နော်အဲ့တော့ CCG ရဲ့အခါတွေ့ရရင်ဆိုဒီအထက်ပါအရာတွေပေါ့နော် ပုံပန်းသဏ္ဍာန်တစ်ခုအနေနဲ့ပြထားတယ်ဆိုတာကိုခံစားရပါတယ်အဲ့တော့အနှစ်ချုပ်အနေနဲ့ပေါ့နော်ကျွန်တော်တို့စိတ်စိတ်ထဲမှာအတိညာလူစန္ဒနဲ့ခံစားမှုဆိုပြီး၃ဘိုင်းရှိရယ်အဲ့၃ဘိုင်းလုံးဟာသူကစိတ်ရဲ့ဒီလှုပ်ဆောင်ချက်တွေပေါ့ကျွန်တော်တို့ဟိုလက်နဲ့တောက်လိုက်တာမဟုတ်ပေမဲ့ action ပေါ့နော်မျက်နာမှာမြင်ရတယ်ကျွန်တော်တို့ရဲ့ဒီဒုတိယအပေါ်မှာပြုတ်မှုလိုက်တဲ့ဒီ manner တွေပေါ်မှာမြင်ရတယ်ကျွန်တော်တို့ရဲ့ one nation one တာရဲ့ဒီမျက်နာမှာ facial expression တွေမှာမြင်ရတယ်ပေါ့နော်အဲ့တော့ အဲ့ဒီမှာမှကျွန်မအခုပြောလို့ခုနပြောခဲ့အစပိုင်းမှာပြောခဲ့လို့ပဲပေါ့နော်ဒီစိတ်ရည်ဒီအပိုင်းသုံးပိုင်းမှာမှအတိဉဏ်ဆိုရအရာအမြဲဥဆောင်ကျွန်တော်တော့အများကြီးအုံနောက်နဲ့အရင်ဆုံးဆုံးဖြတ်ကြတာလို့ကျွန်တော်ရဲ့အတိဉဏ်နဲ့ကိုယ့်ရဲ့ knowledge နဲ့အမြင်ဆုံးဖြတ်လိုက်တာဖြစ်တယ်ပြီးတော့မှ audio လေးကိုနားလို့ခြင်းနေဒါလေးဆိုတော့ငါတက်နိုင်တယ်အဲ့ပြီးတော့မှဒီအလိုဆန္ဒနဲ့အခံစားမှုဆိုတာနောက်ကအလိုက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မကြီးတရားလေးတွေကိုပြန်ပြီးဆုံးပြန်ပြီးဟိုလောက်လိုက်တဲ့အခါမှာတော့ဒီကကျွန်မရဲ့ဒီစိတ်က အတိညာပဲဖြစ်ဖြစ်အလိုဆန္ဒပဲဖြစ်ဖြစ်ခံစားမှုပဲဖြစ်ဖြစ်အရာအလုံးကပေါ့နော်ခရစ်တော်ဒါဖြစ်ခဲ့ပြီဆိုရင်ကျမတို့ဂျန်တဲ့အရာကြီးအလုံးကဒါမှပေါ့နော်အမှကျမတို့လုပ်ရှာမလုပ်ဘူးဖခင်ကတွန့်သူရွေးချယ်ပေးမှဖြစ်တယ်တွန့်သူဆုံးဖြတ်ချက်ချပေးမှဖြစ်တယ်ဖခင်ကတွန့်သူလှုပ်ဆောင်ပေးမှဖြစ်တယ်သူစဉ်းစားဉာဏ်ပေးမှဖြစ်တယ်ဒီချစ်ချင်းမုန်းခြင်းအပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတွေအကုန်လုံးကို control လုပ်မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ ကျမအနေငယ်ခံစားရတဲ့အတိုင်းဝင်လာပါတယ်လို့ကျန်ရှိတဲ့အချိန်တိုင်းလို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေစီကအာ sharing လုပ်ဖို့ညှော်လင့်ပါတယ်လို့